ချီးတော်ဧည့်သည်တွေလိမ့်လဲခံရဆုံးထိတ်တန်းမျိုးဖြစ်ဘန်ကောက်မြို့တမတ်ခံရပါလေ Master Card Economic Institute ရဲ့အစီအခံစာသစ်မှာထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ဟာချီးတော်ဧည့်သည်တွေလိမ့်လဲခံရဖို့လုံးလွယ်ကော်တဲ့မြို့တော်ဖြစ်သမထာယာဘန်ကောက်နဲ့တခြားထိုင်းနိုင်ငံကြီးရေပန်းဆိုင်ရာနေရာများစီတွားရောက်ဖို့စီစဉ်နေတဲ့အားလည်းရခီးထွက်မဲ့သူတွေတတိကျကျထားသိမိလို့ဒီ street တိုင်းကဖော်ပြပါတယ် မစနာကိတ်ကနောမီအင်စတီကျူဖွင့်ဟာသတင်းချက်လက်များအားသူတေသနာပြုစီစစ်ပြီးကမ္ဘာလုံးဆိုင်ရာနဲ့ဒေတာတွင်စီးပွားရေးအလားအလာကိုအချက်လက်များထုတ်ပြန်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။ CNBC သတင်းဌာနကကြေကြေပြန့်ဖော်ပြခံရတဲ့အဒီအစီရင်ခံစာမှာခီးသွားလုပ်ငန်းဟာလိမ်လည်မှုတွေအတွက်အားအနည်းဆုံးနယ်ပယ်ဖြစ်ကြောင်းအလေးထားဆိုရင် ခီးသွားရသည့်ထုတ်ထိတ်ကာလတွေမှာလိမ်လည်မှုတွေတိတိတသားမြင့်မားလာတာတွေ့ရှိရကြောင်းဖော်ပြပါတယ်။ခီးသွားအေဂျင်စီတွေနဲ့ခီးစဉ်တွေရေးဆွဲခြင်းမှာ ရှိပေမဲ့လိမ်လည်မှုတွေဟာတခြားသောလုပ်ငန်းတွေပဲဒီမှာဗျမ်းများရှိတဲ့လိမ်လည်မှုတွေထက်လေးစားကြောင်မကမြင်မာနေပါလိမ့်ဂျာတီဥဒုပူလိုတဲ့ကာလာလင်မှာလူကြိုက်များရာနွေရာသီခီးစဉ်ရဲ့18ရာခိုင်နှုန်းကျော်နဲ့အေးများတဲ့ရာသီဥဒုဆောင်းသီခီးစဉ်ရဲ့28ရာခိုင်နှုန်းအထိအံ့အားသင့်ပွဲလိမ်လည်မှုတွေတိုးလာကြောင်းခုအစဉ်ကန်စားပါအချက်လက်တွေကပြောပါတယ် ဘန်ကောက်မှာထုတ်သည့်တက်စီနဲ့ကားငှောင်းကိုဆောင်မှုဟာခီးသွားတွေလိမ့်လေခံရမှုအများဆုံးကြုံရတဲ့အဓိကနယ်ပယ်တွေဖြစ်ပါတယ်။တက်စီနဲ့ကားငှားရန်ချင်းသက်ဆိုင်တဲ့ပြဿနာတွေဟာဘန်ကောက်မှာဖြစ်ခဲ့တဲ့လိမ့်လေမှုဖြစ်စဉ်ရဲ့48%ခန့်တော့အထိတည်တည်တသာမြင့်တက်နေပါတယ်။ ငွေပေးချေပြီးတာနဲ့စီစဉ်ထားတဲ့ခီးစဉ်ဟာလုံးဝအစားပြောက်သွားတယ်။ကြောညာထားတယ်တခြားစီပဲလို့အစင်ခန်းစားမှာဖော်ပြထားပြီးထုံးစံလိုဖြစ်နေတဲ့လင်းလင်းနီးတစ်ခုအဖြစ်မီးမောင်းဖော်ပြပါတယ်။လင်းလင်းခံရတဲ့ဘေးအနေဟာမြို့တမြို့နဲ့တမြို့တော်တော်လေးกว่าပဲပဲဘန်ကောက်ကတော့မလူလာအပ်တဲ့အဆင့်မှာပဲရှိနေပါပြီ။ဒီလိုဒေတာလိုက်กว่าကကွာချမှုရှိနေတာကိုထောက်ပြပါတယ်။တချို့ခီးသွားနေရာချို့မှာလင်းလင်းမှုများစွာခီးသွားကဏ္ဍနဲ့ခီးသွားကုမ္ပဏီတွေမှာဖြစ်နေတာပါ။ ဒါပေမဲ့တခြားသောမြို့တွေမှာလိမ်လည်မှုတွေဟာအစားအသောက်ကိုဆောင်မှုလို့ ਨੇ ပဲဒီမှာဖြစ်တတ်ပါတယ်။ချင်းချားတဲ့ဥပမာပြောရင်လောင်းရဲဂျယ်လစ်မြို့ပါပဲ။အဲ့ဒီမြို့မှာအစားအသောက်လုပ်ငန်းတွေဟာလိမ်လည်မှုတွေရဲ့အကြီးမားဆုံးအရင်းမြစ်ပါလို့ဆိုပါတယ်။အခုအစဉ်ခံစားမှာ Fokker နဲ့ Turkey ရဲ့ Ankara မြို့တို့ဟာ Hotel Jordan Spoken လုပ်ခြင်းနဲ့ဆက်ဆက်သောလိမ်လည်မှုတွေပုံမှုဖြစ်များပါတယ်။ ခီးသွားတွေဟာ San Francisco, Dublin, Seoul, Budapest နဲ့ Edinburgh မှာလိမ်လည်မှုတော့အနည်းဆုံးလို့ပြောပါလိမ့်။စံကျင်ဘက်အနေနဲ့အလိမ်ခံရမှုတော့များပြားတယ်လို့ခီးသွားတွေကပြောတဲ့မြို့တွေကတော့ Mexico, Vienna, Hanoi, Dhaka နဲ့အထူးသဖြင့် Bangkok တို့ဖြစ်ပါလိမ့်။